ချဲစီကစားသမားဟောင်းဂျီရီမီကကလပ်ကမ္ဘာဖလားပြန်ပွဲမှာချဲစီသင်းမှာပုံဆွဲမှာဖြစ်ပြီးအသင်းတက်စစ်ကစားသမားပေါင်မာကပြန်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုရလိမ့်မယ်လို့ခန့်မှန်းပြောကြားခဲ့ပါတယ်။2025ဖီဘာကလပ်ကမ္ဘာဖလားပြိုင်ပွဲကိုဇွန်လ14ရက်နေ့ကနေဇူလိုင်13ရက်အထိအမေရိကန်နိုင်ငံမှာကျင်းပမှာဖြစ်ပြီးချယ်ဆီသင်းဟာအုပ်စုတီမှာဘရာဇီးကလပ်ဖလာမင်ဂို တူနီရှားကလပ်တူနီအမေရိကန်ကလပ်လော့အိန်ဂျလိအသင်းတို့နဲ့အတူကြောင်းနေတာပါ။ ဂျရီမီကအဲ့ဒီပြိုင်ပွဲမှာချက်စီတင်ပိုဆွဲမယ်လို့ခန့်မှန်းခဲ့တာဖြစ်ပြီးပါမာကချက်စီတင်ကိုချန်ပီယံဖြစ်အောင်ဆွမ်းဆောင်နိုင်မယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ပါမာကချက်စီတင်နဲ့အတူဆူဖလာတွေရယူချင်နေရပါ။အဲ့ဒီစိတ်တက်ကသူ့ကိုကလပ်ကဘာဖလာပြိုင်ပွဲမှာအကောင်းဆုံးကစားသမားစုကိုရစီပါလိမ့်မယ်။သူကတအူးချင်းစုတွေကိုတိတ်အာယုံစိုက်နေမှာမဟုတ်ပေမယ့်ချက်စီတင်သာချန်ပီယံစုကိုကန့်မြောက်နိုင်ခဲ့မယ်ဆိုရင်သူကပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဖြစ်လာမှာပါ။ပါမာကအရင်အကောင်းတဲ့ကစားသမားဖြစ်ပြီးသူ့အနေနဲ့အခုလိုပြိုင်ပွဲမှာကဘာတော်ဝန်းက ိသက်တွေကိုသူဘလောက်ကောင်းတယ်ဆိုတာကိုသက်သေပြပါလိမ့်မယ်လို့ဂျယ်ရီမီကပြောကြားခဲ့တာပါအသက်23နှစ်အရွယ်အင်္ဂလန်တိုက်စစ်ကစားသမားပါမာဟာ2023နှစ်ရာသီမှာမန်စီးတီးသင်းကနေချဲစီးသင်းကိုပြောင်းရွှေ့လာခဲ့တာပါသူဟာချဲစီးသင်းအတွက်နှစ်ရာသီအတွင်းပြိုင်ပွဲစုံ62ပွဲမှာဂိုး40သွင်းပြီးဂိုးဖန်တီးမှု29ချိန်အထိပြုလုပ်ထားတာပါ